င်္ဂလာပါရှင်။တောင်လင်းထိုင်းရဲ့ International Weekly Review အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဒီအစီအစဉ်မှာကမ္ဘာသတင်းဌာနကြီးတွေမှာတပတ်တွင်းဖော်ပြခဲ့ကြတဲ့နောက်ဆုံးရသတင်းတွေထဲကနေစိတ်ဝင်စားဖွယ်ရသတင်းတွေကိုကောင်းတော့တင်ဆက်ပေးသွားပါမယ်။ဒီခုတစ်ပတ် ကောင်းတော့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ American အစိုးရဝန်ထမ်းတွေတရုတ်မှာချစ်သူမထားဖို့တားမြစ်တဲ့သတင်း။ American နဲ့ Japan ပူးပေါင်းတုံးကြီးထုတ်လုပ်ဖို့သဘောတူညီမှုမြောက်ကိုရီးယားပြစ်တင်ရှုတ်ချတဲ့တဲ့တင်နဲ့ F16 တိုက်လေရင်အစီး20ဝယ်ယူတာဘယ်နိုင်ငံကမှတိုက်ခိုက်ဖို့မဟုတ်ကြောင်းဖိလစ်ပိုင်ပြောလိုက်တဲ့သတင်းတွေနဲ့အတူအီရန်နျူကလ িয়ার သဘောတူညီမှုအသက်မရဘူးဆိုရင်စစ်ရေးထိတိုက်တွဲမှုရှောင်လွှဲနိုင်ခြင်းမရှိဘူးလို့ပြင်သစ်ပြောတဲ့အကြောင်းစားရဲစိတ်ဝင်စားဖွယ်ရာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ တရုတ်ရှိအမေရိကန်အစိုးရဝန်ထမ်းတွေမိသားစုဝင်တွေနဲ့လုံခြုံရေးကင်းရှင်းကြောင်းသတ်မှတ်ခံထားရတဲ့အလို့သမားတွေအလုံးချစ်သူမထားကြဖို့နဲ့လိင်ကိစ္စမရှုတ်ကြဖို့အမေရိကန်အစိုးရကတားမြစ်လိုက်တယ်လို့ AP သတင်းဌာနကဖော်ပြထားပါတယ်။ အမေရိကန်အသံအမတ်ကြီးနီကိုလတ်စ်ဘန်တရုတ်နိုင်ငံကမထွက်ခွာခင်တားမြစ်ခဲ့တာဖြစ်တယ်လို့သတင်းရင်းမြစ်၄ခုကပြောကြားထားတာပါအမေရိကန်အေဂျင်စီတချို့မှာအလားတူတင်းကျပ်တဲ့မူဝါဒတွေချမှတ်ထားပြီးဖြစ်ပေမဲ့ယခုလိုဝန်ထမ်းတွေနဲ့အလုံသမားတွေအားလုံးသူတို့ရဲ့မိသားစုဝင်တွေကိုပါတားမြစ်လိုက်တာကတော့ထူးကြပါတယ်တခြားနိုင်ငံတွေမှာရှိနေတဲ့အမေရိကန်အသံအမတ်တွေဟာဒေသခံတွေနဲ့ချက်ကြိုက်တာလက်ထပ်ယူတဲ့ကိစ္စတွေဟာကြုံတွေ့နေကြမဟုတ်တဲ့ကိစ္စတွေမဟုတ်ပါဘူး ်ဒါပေမဲ့တရုတ်မှာတားမြင်လိုက်တဲ့ကိစ္စမျိုးဟာစစ်ရေးစစ်ပွဲနောက်ပိုင်းလူသိရှင်ချာမသိခဲ့ရတဲ့ကိစ္စမျိုးဖြစ်ပါတယ်ဘေကျင်းရှိအမေရိကန်တန်ယုံကွမ်ဂျိုရှန်ဟိုင်းရှန်ယန် ဝူဟန်ရှိကောင်စီရုံးဝန်ထမ်းတွေအပါအဝင်အမေရိကန်အစိုးရဝန်ထမ်းအားလုံးတရုတ်မှာချစ်တူထားခွင့်မရှိသလိုလင်ကိစ္စရှုပ်ထွေးမှုမရှိစေရဘူးလို့ဝါရှင်တန်အစိုးရကတားမြစ်လိုက်တာဖြစ်ပါတယ်။အဲ့ဒီမူဝါဒကိုချိုးဖောက်သူတွေအနေနဲ့တရုတ်ကနေချက်ချင်းထွက်ခွာရမှာဖြစ်တယ်လို့သတင်းအရင်းမြစ်တွေကပြောပါတယ်။တရုတ်ရှိအမေရိကန်အစိုးရဝန်ထမ်းတွေကိုဒီမူဝါဒနဲ့ပတ်သက်လို့နှောက်အားဖြင့်ရောအွန်လိုင်းဆက်သွယ်မှုနဲ့ပါအတိပေးထားပြီးဖြစ်ပေမဲ့လူသိရှင်ကြားကြေညာထားတာတော့မရှိဘူးလို့သိရပါတယ်။ အရင်ကကဘာတဝမ်းရှိထောက်လန်းရေးထားတာတွေဟာဆွဲဆောင်မှုရှိတယ်အမျိုးသားအမျိုးသမီးတွေကိုအသုံးချပြီးတခြားနိုင်ငံရဲ့လိုအပ်တဲ့အချက်အလက်တွေကိုရယူဖို့စူးစမ်းခဲ့ကြပါတယ်။တချို့ဖြစ်ရပ်တွေမှာထောက်လန်းရေးထားတာတွေအတွက်အလုံးလုံးပေးနေတဲ့သူချိုးအမျိုးသမီးတွေဟာနိုင်ငံသားအစိုးရဝန်ထမ်းတွေနဲ့လက်ထပ်ယူပြီးသားသမီးမွေးဖွားပြီးကမှအရေးကြီးတဲ့အချက်အလက်တွေကိုမိခင်နိုင်ငံစီပေးပို့နိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဂျပန်နဲ့အမေရိကန်ပူးပေါင်းပြီးဝေဟင်ပြစ်ဒုံးကျည်ထုတ်လုပ်ရေးသဘောတူညီမှုကိုရှုံချတယ်လို့မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနကဖော်ပြပါဗျာ။အဲ့ဒီနှစ်နိုင်ငံလုံရက်ကြောင့်ဒေတာဆိုင်ရာလုံခြုံရေးအန္တရာယ်တွေပိုများလာစေပြီးဒီလုံရက်ဟာအမေရိကန်ကဂျပန်ကိုစစ်ပုံစံသွင်းမှုနောက်ထပ်တာတကားတစ်ခုဖြစ်တယ်လို့မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနကဖော်ပြထားပါဗျ။ အမေရိကန်ဟာဂျပန်ရှိသူတို့ရဲ့စည်ရေးကိုကဲမှုဌာနကိုအဆင့်တိုးမြင့်နေပြီးဂျပန်နဲ့ပူးပေါင်းပြီးတော့ခရမ်းမီးကြောက်တွေထုတ်လုပ်နေတယ်လို့မြောက်ကိုရီးယားကပြောပါတယ်။ဒါဟာဒေတာရင်းနိုင်ငံတွေကိုရန်ဆောက်ဖို့ရည်ရွယ်တာဖြစ်တယ်လို့မြောက်ကိုရီးယားကသုံးသပ်ထားတာပါ။အမေရိကန်ကာကွယ်ရေးဝန်ကြီးဖိတ်ခတ်ဆတ်ချက်တိုဂျိုခီးစဉ်အတွင်း AIM 120ဒုံးကျည်စနစ်ပူးပေါင်းထုတ်လုပ်ရေးနှစ်နိုင်ငံသဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ ထိုင်ဝမ်ရေလက်ကြားမှာတရုတ်ရဲ့ရန်ဆောင်မှုတွေကိုတားဆီးဖို့ဂျပန်ရဲ့အခမ်းကဏ္ဍကအရေးကြီးကြောင်းအမေရိကန်ကာကွယ်ရေးဝန်ကြီးကပြောကြားပြီးမိမိတို့နှစ်နိုင်ငံစည်ရေးပူးပေါင်းမှုတိုးမြင့်မယ်လို့ပြောပါတယ်။မြောက်ကိုရီးယားကဒေသဆိုင်ရာမငြိမ်သက်မှုကိုတားဆီးရင်အစင်းမြင့်လက်နက်တွေကိုတိုးမြင့်ထုတ်လုပ်သွားမှာဖြစ်တယ်လို့မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာတဲမောင်မှုတွေမြင့်တက်နေပြီတောင်ထဲမြောက်ဆီရေးပြင်ဆင်မှုတွေပြုလုပ်နေကြအမေရိကန်နဲ့တောင်ကိုရီးယားဆီရေးလေ့ကျင့်မှုတွေကိုလည်းမြောက်ကိုရီးယားကပြစ်တင်ရှုတ်ချထားပါတယ်ကူလာတမကအရေးယူပိတ်ဆို့မှုတွေကိုခရုမဆိုင်ပဲမြောက်ကိုရီးယားကအစင်းမြင့်ဒုံးကျည်တွေထုတ်လုပ်ဆန်းတန်းနေတယ်လို့မကြသေးခင်ကမှတ်ညံတူနီးပညာသုံးထားတဲ့အသေးခံ drone တွေကိုဆန်းတန်းခဲ့ပါသေးတယ်။ အမေရိကန်စီက F16 တိုက်လေယာဉ်အစီး20ဝယ်ယူတာဟာတရုတ်အပါဝင်ဘယ်တတိယနိုင်ငံရဲ့အကျိုးစီးပွားကိုမှအနေရပြုဖို့မဟုတ်ဘူးလို့ဖိလစ်ပိုင် လုံခြုံရေးအရာရှိတအူကဧပြီလ3ရက်နေ့ကပြောပါရယ် စီစဉ်ထားတဲ့ဝယ်ယူမှုဟာဘယ်နိုင်ငံကမှအနိုင်ပေးဖို့မဟုတ်ဘဲဖိလစ်ပိုင်လေတပ်ကိုခင်းမိအောင်ကြိုးပမ်းမှုရဲ့ဒဇိတစ်ပိုင်းသာဖြစ်တယ်လို့အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဂျိုနာသန်မာလာယာကပြောပါရယ် F16 တိုက်လေရင်နဲ့ဝယ်ယူဖို့စီစဉ်ထားတာကဘယ်နိုင်ငံကမှတိုက်ခိုက်ဖို့အတွက်မဟုတ်ဘူးဆိုတာကိုတရုတ်ကမိမိတို့အာမခံပြောကြားလို့ကြောင်းမာလာယာကသတင်းစာရှင်းလင်းပွဲမှာပြောဆိုထားတာပါကန်ဒေါ်လာ9.58ဘီလီယံတန်ဖိုးရှိ F16 တိုက်လေရင်အစီး20ကို ဖိလစ်ပိုင်သို့ရောင်းချခွင့်ပေးလိုက်ကြောင်းအမေရိကန်ကာကွယ်ရေးလုံခြုံရေးဝန်ကြီးဌာနကဧပြီလ2ရက်နေ့မှာကြေညာခဲ့ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ဒီလိုခွင့်ပြုကြောင်းဖိလစ်ပိုင်စီတရားဝင် အသိမပေးသေးဘူးလို့မာလာယာကဆိုပါတယ်တောင်တရုတ်ပင်လယ်ပြင်မှာအငင်းပွားနေတဲ့ဖိလစ်ပိုင်နဲ့တရုတ်တို့ကြားမကြာသေးခင်ကထိတိုက်တွေ့မှုတွေရှိခဲ့ပြီးအမေရိကန်ကဖိလစ်ပိုင်မှာတာလက်ဒုံးကျည်စနစ်တစ်ခုချထားပါတယ်။အဲ့ဒီဒုံးကျည်စနစ်ချထားမှုနဲ့ပတ်သက်လို့တရုတ်ကစိုးရိမ်ကြောင်းဖော်ပြထားသလိုတိုက်လေရင်တွေဝယ်ယူခဲ့တဲ့ကိစ္စကိုလည်းဝေဖန်ထားပါတယ်။ အီရန်ရဲ့အငင်းပွားဖွဲ့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်လို့ကမ္ဘာအင်အားကြီးနိုင်ငံတွေအနေနဲ့အလင်းအမြန်သဘောတူညီမှုမရယူနိုင်ဘူးဆိုရင်စစ်ရေးထိတိုက်တွေ့မဲ့အခြေအနေဟာရှောင်လွဲမရလို့နေပါဖြစ်လာနိုင်တယ်လို့ပြင်သစ်နိုင်ငံသားရေးဝန်ကြီးကဧပြီလ2ရက်နေ့မှာတတိပေးလိုက်ပါတယ်။ အီရန်အခြေအနေနဲ့ပတ်သက်ပြီးအ धिक ဝန်ကြီးတွေ၊ကျွမ်းကျင်သူတွေနဲ့သမ္မတမက်ကရွန်တို့တကားပိတ်ဆွေးနွေးခဲ့ပြီးတဲ့နောက်ပြည်ထောင်နိုင်ငံသားရေးဝန်ကြီးရန်နိုအေဗာရော့ကတီဟီရန်ပေါ်ဖိအားပိုပေးစီလိုတဲ့ပုံစံနဲ့ပြောဆိုခဲ့တာဖြစ်ပါတယ်။အီရန်နျူကလ িয়ার စီမံကိန်းဆိုင်ရာ2015သဘောတူညီမှုနဲ့ဆက်ဆက်တဲ့ကုလသမဂ္ဂအရေးယူပိတ်ဆို့မှုတွေဟာ2025အောက်တိုဘာလမှာသက်သန်းကုန်တော့မှာဖြစ်ပါတယ်။ အဲ့ဒီအချိန်မတိုင်မီနွေရာသီမှာအီရန်ရဲ့ယူရေနီယံတန်းစင်မှုတွေကိုတားဆီးနိုင်ရေဥရောပနိုင်ငံကြီးတွေကတန်တမန်ရေးလမ်းကြောင်းတစ်ခုရှာဖွေနေပါတယ်အီရန်ရဲ့နျူကလ িয়ার စီမံကိန်းဟာလက်နက်ထုတ်လုပ်ရေးအတွက်ဖြစ်တယ်လို့အနောက်အင်အားကြီးနိုင်ငံတွေကတန်တရားရှိတာကြားနေပြီးဖြစ်ပေမဲ့တီဟီရန်ကငြိမ်းချမ်းရေးအတွက်ဖြစ်တယ်လို့အကြိမ်ကြိမ်ပြောဆိုထားပါတယ် အခွင့်အလမ်းပဒင်းပေါက်ကကျင်းမြောင်းပါတယ်။2015သဘောတူညီမှုတပ်တန်းမကုန်ခင်ကျွန်တော်တို့မှလာအနေငယ်ပဲအချိန်ရပါတယ်။ပြက်ကွက်ခဲ့မယ်ဆိုရင်စည်ရေးထိုက်တိုက်တွေ့မှုမှာလွှဲဆောင်လို့မရတော့ဘူးလို့ဘာရောကလွတ်တော်ကြားနာမှုအတွင်ပြောကြားခဲ့ပါတယ်။အီရန်ရဲ့နျူကလ িয়ার သဘောတူညီမှုတရက်အလင်းမြန်မရယူနိုင်မှုဆိုရင်တီဟီရန်ရဲ့နျူကလ িয়ার စာအုပ်တွေကိုအမေရိကန်နဲ့အစ္စရေးကတိုက်ခိုက်နိုင်တယ်ဆိုပြီးဥရောပမှာစိုးရိမ်မှုတွေမြင့်တက်နေတာပါ။ အရှေ့လယ်ပိုင်းမှာစစ်အင်အားတိုးမြင့်ချထားကြောင်းပင်ဒဂွန်ကကြေညာထားပြီးအီရန်သို့မဟုတ်အီရန်ရဲ့ကိုယ်စားလှယ်တပ်ဖွဲ့တွေကအဲ့ဒီဒေသမှာရှိနေတဲ့အမေရိကန်အကျိုးစီးပွားတွေကိုတိုက်ခိုက်လာရင်လက်တုံးပြန်တိုက်ခိုက်သွားမယ်လို့ချိန်ချောက်ထားပါတယ်တန်လင်းထိုင်းရဲ့ International Weekly Review အစီအစဉ်ကနေဧပြီလပထမအပတ်တွင်ကမ္ဘာတစ်ပတ်မှာဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်သတင်းတွေကိုစုစည်းတင်ဆက်ပေးခဲ့တာပါ ဒီအစီအစဉ်ကိုပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာတင်ဆက်ပေးသွားမှာဖြစ်လို့နောက်ပတ်တွေမှာလည်းစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။တောင်လင်းထိုင်းရသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။